သင်ကြည့်နေတဲ့ social media တွေပေါ်မှာ crypto နဲ့ passive income ရနိုင်တယ်ဆိုတဲ့ post တွေ video တွေကြားဘူးလားမြင်ဘူးလားရှိပါလိမ့်မယ်။ဒါပေမဲ့သင်စဉ်းစားဘူးပါလား။ဘလို့နီးနဲ့ earn လုပ်လို့ရတယ်။သင်ရဲ့ coin တွေကိုတကယ်ဘယ်သူကလက်ထဲမှာထားပြီးတော့ဘလို့အကျိုးမဲ့အဖြစ်ပြန်ပေးနေလဲဆိုတာဘောဒီဟာတွေကိုနားလေတာက crypto လောကကြီးထဲမှာတကယ်လိုအပ်တဲ့သိပညာတစ်ခုပါပဲ။ဒီနေ့မှာတော့ crypto earn ဆိုတာဘာလဲ။ဘလို့လုပ်လို့တာလဲ။ ဘလို့အန်းတွေရှိလဲဟာစပြီးတော့နောက်ဆုံးမှာ ticket အန်းနဲ့ minus အန်းကိုရှင်းပြီးဘယ်ဟာပိုကောင်းလဲဆိုတာကိုရှင်းပြပေးတော့ပါမယ် crypto အန်းဆိုတာကတော့ crypto currency ကိုထုတ်လုပ်ပေးတဲ့အရာမဟုတ်ပါဘူးပြီးတော့ trading လုပ်ပြီးတော့တံမိုးတက်လာရင်ရတဲ့အမြတ်လိုလည်းမဟုတ်ပါဘူး crypto အန်းဆိုတာကတော့တင့်ရဲ့ coin တွေကို passive income ရအောင် ပြောလို့ရှိရင်စောင့်အလုပ်ခိုင်းပြီးတော့ပတ်စံရှားတဲ့နီလန်းတစ်ခုပဲဖြစ်ပါတယ် အလွယ်ပြောရလို့ရှိရင်တင့်စီမှာ USDT, BTC, ETH, BGB စတဲ့ coin တွေရှိတယ်ဆိုပါတော့ဒီ coin တွေကို wallet ထဲမှာထားမယ်ဆိုရင် အကျိုးမြတ်ဘာမှမရှိပါဘူးဒါပေမဲ့ and program ထဲမှာ lock လုပ်ထားတာ ਨੇ တင့်ရဲ့ coin တွေကို exchange တောင်မှမဟုတ် law chain network တစ်ခုကငွေချေးပေးတဲ့နေရာမှာအသုံးပြုပြီးတော့အမျက်အနှဲငယ်နဲ့ပြန်ပေးတာတွေရှိပါတယ်ဒါကတာမန် YouTube အန်တွေထဲမှာ saving account နဲ့ယူပါတယ် င့်ရဲ့ပန်းမှာငွေသွင်းထားလို့ရှိရင်ဒါအတိုးနဲ့ပြန်ပေးတဲ့စနစ်လိုပါပဲ ancestor တွေကအမျိုးအစားလိုက်မတူပါဘူးဒါပေမဲ့အခြေခံသဘောတရားတွေကတော့သင်္ကွင်တွေက an program ထဲမှာလုပ်လို့ရတယ် exchange ဒါမှမဟုတ် blockchain network ကသင်္ရဲ့ coin တွေကို liquidity landing staking စတဲ့နည်းလမ်းတွေကိုအသုံးပြုပြီးတော့အမြတ်ထုတ်တယ်အမြတ်ရလို့ရှိရင်သင်ကိုပါဆန့်တစ်ခုအနေနဲ့ပြန်ပေးပါတယ် ဥမာတင် minus n နဲ့ဟာ USDT flexible n နဲ့မှာထားတယ်ဆိုပါတော့ minus ကအဲ့ဒီ USDT ကို margin lending liquidity swap heat farming စတဲ့ platform တွေမှာအသုံးပြုပြီးတော့အမြတ်ထုတ်ပါတယ်ပြီးရင်တင့်ကို APY 5%လောက်ပေးတတ်ပါတယ် crypto n မှာတကယ်အမျိုးအစားအများကြီးရှိပါတယ်ဒါပေမဲ့အထူးအနေနဲ့စုပေါင်းပြောရလို့ရှင်၄ခုရှိပါတယ်တချို့ကတော့ flexible saving လို့လည်းခေါ်တယ် ဒီအန်းမှာတင်ရအချိန်မြွေတင်ရငွေတွေကိုသွင်းနိုင်ထုတ်နိုင် လုပ်နိုင်တယ်။အမြတ်ကနဲပင်မဲ့လိုချင်တဲ့အချိန်တိုင်းတင်ရပတ်စံကိုထုတ်လို့ရတယ်။ဒီအန်းကဘီကန်နာရဲ့အတွက်ဆိုအလွန်တင့်တော်ပါတယ်။တင်ရကွိုင်းတွေကိုအချိန်တစ်ခုကြာအောင် lock လုပ်ထားရတယ်။ဥမာ9ရက်ရက်30ရက်90လောက်အထိပေါ့။ lock ကကြာကြာလုပ်လေကိုရတဲ့ AB1 ကပုံမြင့်နေပါပဲ။ဒါပေမဲ့ အားနည်းချက်ကကို log လောက်ထားတဲ့ရက်မပြီးမချင်းထုတ်လို့မရပါဘူး။တကယ်လို့သင်ကထုတ်ခဲ့မယ်ဆိုရင်အရင်ရက်တည်းကအန်ထားတဲ့ပတ်စံတွေကိုသင်ပြန်မရပါဘူး။ဒီလို and ကဘယ်သူနဲ့တင်တော်လဲဆိုရင်ဒီ crypto log တွေကိုနီးနေကြတဲ့သူတွေ and program တွေကဘယ်လိုလုပ်လို့လဲဆိုတော့သိတဲ့သူတွေအတွက်တင်တော်ပါတယ်။ Proof of stake blockchain ဥပမာ Ethereum 2.0, Solana, Cardano စတဲ့ blockchain တွေမှာ coin ကို log လုပ်ပြီးတော့ validator တွေက နက်ဝက်ထိမ့်သိမ်းတာတွေအတွက်အမျက်ပြန်ဖြန့်ပေးပါတယ်။အနည်းငယ် technical error ဖြစ်တတ်ပေမဲ့ဒီလိုလောက်တာအမျက်ပိုရတတ်ပါတယ်။ဒီလို feature တွေကတော့ crypto ကဘာလဲဆိုတာကိုကြကြနနနားလည်တဲ့သူတွေပို့ပြီးတော့တုံးတက်တယ်ဆိုုံထက်ပို့တဲ့အဆင့်မှာနေနေတဲ့သူတွေအတွက်တင်တော့ပါတယ်။နောက်တစ်ခုကတော့ launch pool refunding to a investment launch pool ကတော့ project အသစ်တွေရဲ့ token တွေကို farming လုပ်ပြီးတော့ coin တွေ free ရတာဖြစ်ပါတယ်။ dual investment ကတော့ကိုက ဈေးတစ်ခုကိုတတ်မှတ်ပြီးအဲ့ဈေးမရောက်မချင်းကိုထက်ထားတဲ့ပတ်စံကအမြတ်ရနေမှာဖြစ်ပါတယ်။ဒီလိုအန်ကကြတော့ pro trader တွေ trade တဲ့သူတွေအတွက်အရန်အသုံးဝင်ပါတယ်။ bigger an ဆိုတာဘာလဲ။ bigger an ကတော့ bigger exchange နဲ့ passive income ရတဲ့ feature တစ်ခုပဲဖြစ်ပါတယ်။ဒီ bigger an ထဲမှာအဓိကအားဖြင့် flexible an လုပ်လို့ရတယ်။ fix an လုပ်လို့ရတယ်။ structure product ဆိုတဲ့ dual investment နဲ့တူပြီးတော့ btc eth စတဲ့ ဈေးပေါ်မူတည်ပြီးတော့ဒီ feature ကအမျက်ပိုရနိုင်ပါတယ်။ Bigat N ရဲ့အားသာချက်တွေရှိပါတယ်။အဲ့ဒါကတော့ Bigat N ပါဆိုရင် APY မြက်နဲ့ interface ကလည်းလွယ်ကူရိုးရှင်းတယ်။ client တွေလည်းအများကြီးထွက်ပြီးတော့များသောအားဖြင့် risk နဲ့ပြီးတော့ flexible လုပ်လို့ရပါတယ်။ပြီးတော့ finance ဘက်ကိုလှည့်လိုက်အောင်။ finance N ကတော့ crypto N နဲ့ပဲတဲ့မှာအကြီးဆုံး platform တစ်ခုပါ။ finance N နဲ့မှာ flexible saving, lock saving, staking, launch pool Auto Inverse, Dual Inverse စတဲ့ feature အပြည့်စုံပါဝင်ပါတယ်။ Binance N ရဲ့အားသာချက်တွေက network တွေများစွာနဲ့ support လုပ်ထားတယ်။ coin တရာနဲ့အထက်ကို support လုပ်ထားတယ်။ပြီးတော့ launch pool တွေကနေလည်း coin အသစ်တွေ free တွေရနိုင်တယ်။ security နဲ့ယုံကြည်မှုအမြင့်ဆုံးရရှိထားတဲ့ platform တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ Binance N ထဲမှာကိုကထည့်မယ်ဆိုရင်တော့တချို့ coin တွေမှာ flexible မရှိဘဲနဲ့ fix tagging လိုမျိုး log လောက်အောင်ပါမယ်။ပြီးတော့ဒီလိုနာမည်ကြီးအချိန်ဖြစ်တဲ့အတွက်ကြောင့် APY နည်းနည်းကျတတ်ပါတယ်။အဲ့တော့ဘယ်သူတွေအတွက်ဆိုတင်တော့မလဲ။ bigger and ဆိုရင်တော့ beginner တွေအတွက်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်။ဘာလို့လဲဆိုတော့ interface ကလည်းလွဲပြီးတော့ beginner တွေလွယ်လွယ်နားလည်နိုင်မဲ့ feature တွေပါဝင်လာကြောင်းဖြစ်ပါတယ်။တကယ်လို့ကိုက beginner ထက်ပိုဆင့်တဲ့ level မှာရှိနေတယ်ဆိုရင်တော့ -n ကိုစမ်းကြည့်ဖို့အကြံပေးပါတယ်။ crypto n ဟာတဲ့အနေနဲ့ trading မလုပ်ရင်တောင် passive income ရနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။အဓိကမှတ်ထားမယ့်အချက်ကတော့အမျက်များတာကိုမလိုက်ဖဲနဲ့သင်သုံးနေတဲ့ platform ရဲ့ reputation, security, risk တွေကိုအရင်ကြည့်ပါ။ big cap amp ဖြစ်ဖြစ် Binance amp ဖြစ်ဖြစ်နောက်ဆုံးမှာသင်နဲ့လိုက်တဲ့ပုံစံကိုရွေးချယ်ဖို့အရေးကြီးပါတယ်။ passive income ရတာကိုဆောက်လုပ်ချင်တဲ့သူတွေအတွက်ခုချိန်မှာ and program တွေကစဖို့ကောင်းတဲ့ feature တစ်ခုလို့ပြောလို့ရပါတယ်။နောက်ဆုံးတစ်ခု ပြောချင်တာကတော့ and ဆိုတာတင့်ရဲ့ coin တွေကို တင်အိပ်ပျော်နေတဲ့အချိန်မှာတောင်လှုပ်လှုပ်ပြီးနေတဲ့ feature တစ်မျိုးပါပဲအခုလိုနီလန်းနေတည်ပြီးသုံးသက်သွားပြီဆိုရင်ဒီ video လေးရကျွန်တော်တို့အထောက်အကူအရန်ပြူပါတယ်တကယ်လို့တင်ရ beginner big cap ကိုလည်းစမ်းကျင်တယ် binance ကိုလည်းစမ်းကျင်တယ်ဆိုရင်တော့ရဲ့ sala note ရဲ့20% discount link နဲ့ big cap ရော binance ရောအကောင့်လာဖွင့်လို့ရပါတယ်ဒီ20% discount ကဘာလဲဆိုတာမသိတဲ့သူတွေအတွက်အောက်က description မှာ link ထည့်ပေးထားပါတယ်ပြီးတော့ big cap အကောင့်ဖွင့်လို့ရှိရင် crypto wallet တစ်ခု free ရနိုင်တဲ့ campaign လေးလည်းရှိပါတယ်။ဒီ campaign လေးကိုသိချင်တယ်ဆိုရင်တော့အောက်က description မှာ link တက်ပေးထားပါတယ်။ See you in the next video ပါ guys ။